မြန်မာနိုင်ငံကနေဒေါ်လာတွေမရနိုင်လို့ JK ကိုစုမပေးဘဲစီးပွားရေးဆန်ဆန်ပြုတ်မှုသွားခဲ့တဲ့နှစ်ဝက်ပြည်သက်မြောင်လုံးမဲမင်္ဂလာပေါင်းဘင်းအောင် page လေးကနေချစ်ဆိုလိုက်ပါတယ် ခြေခေကတဲဆုငိန်ထက်တားရဲစုကိုရနိုင်ပါမလားဆိုပြီးစောင့်ကြည့်နေခဲ့တဲ့သူတွေအတွက်တော့နဝကတီးခြားတဲ့အဖြစ်ကိုပေးလိုက်ပါတယ်။မြန်မာပြည်သက်တွေအထင်သေးတက်တဲ့နဝကလွန်ခဲ့တဲ့နှစ်မှာလည်းတဲဆုငိန်ကိုဝန်တော်စုမပေးခဲ့သလုံးဒီနှစ်မှာလည်း JK ကို top 22 list ထဲကိုတော့မထည့်ခဲ့တာပေါ့။ဘာသာစကားရုပ်ရည်ပညာရေးအချင်းဆက်ဆက်ရရပြည့်စုံနေတဲ့ JK ကိုအလုံးကဝန်တော်မရရင်တော့ top 10နဲ့ဝင်မယ်လို့ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ JK က Miss Grand International 2025ရဲ့ Grand Final ပွဲကြီးမှာစစောစစ်စစ်ထွက်ခွာသွားရလို့သူ့အစွမ်းတွေကိုလည်းထုတ်မပြလိုက်ရပါဘူး။ဒီပွဲမှာ JK အတွက်စုကြည်ကြီးမမတခုမှမရခဲ့လို့ဆင်မကောင်းဖြစ်နေကြတဲ့ရှင်။နိုင်ီပေါင်း2000ပြင်ဆင်ထားတဲ့ National Costume စုလည်းမရခဲ့သလိုတချင်းဆိုတဲ့ရေချင်းတွေကိုပြသတဲ့ Grand Talent မှာလည်းစုမရခဲ့ဘူးရှင်။ပြိတ္တအင်အားကိုပြသတဲ့ Country Power of the Year စုကိုလည်း JK ကလွဲချော်တော့ပါသေးတယ်။ဒီပွဲမှာဝင်းနောက်စုကိုရသွားခဲ့တဲ့သူကတော့ဖိလစ်ပိုင်အလှမ်းမဲ့ဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံက နှစ်နှစ်ဆက်တိုက်ဝန်ထမ်းစုရသွားခဲ့တာပါလွန်ခဲ့တဲ့နှစ်ကလည်းဖိလစ်ပိုင်အလှမဲ့ပဲဝန်ထမ်းဖြစ်ခဲ့ပြီးဒီနှစ်မှာလည်းဖိလစ်ပိုင်အလှမဲ့ကဝန်ထမ်းစုကိုထိုက်တန်တဲ့အရေးအချင်းတွေနဲ့ရသွားခဲ့ပါတယ် GK ကမြန်မာနိုင်ငံကနေတောင်းရောက်ရှင်ပြိုင်ကလေးကဝန်ထမ်းစုကိုပဲရည်မှန်းပြီးတော့ပြန်ခဲ့တာရှင့် မြန်မာတိုင်းနိုင်ငံလုံးကိုပခုံးပေါ်မှာထမ်းပြီးစူးစမ်းထားရပါတယ်ဆိုရဲ JK ကဒီပွဲမှာတော့စုမရခဲ့လို့တိုင်းနိုင်ငံလုံးကိုလည်းထမ်းစရာမလိုတော့ပါဘူးအရှုံးကိုလက်ခံတတ်တဲ့ JK ကစုမရလို့လည်းတဲဆုငိမ့်လို့ငုံမနေပဲစူရသူတွေအတွက်ဝမ်းသာပေးနေခဲ့ပါတယ်နဝတ်ကိုလည်းပြဿနာမရှာတဲ့အပြင်ရလတ်ကိုလည်းလက်ခံထားနိုင်တဲ့သူပါရှင့်ဒါပေမဲ့ JK ကဝင်းနောက်ကိုရင်မှန်းပြီးတော့စူးစမ်းခဲ့တာဖြစ်လို့အလုံးကဆင်မကောင်းဖြစ်နေကြပါတယ် JK ကရလတ်ကိုလည်းလက်ခံနိုင်တဲ့အပြင်သူ့မှာလည်းလိုအပ်ချက်တွေရှိနေတာကိုသိနေတာပါ ွဲစဉ်တစ်လျှောက်မှာ သူ့ကိုအားပေးသူတွေကလွန်ခဲ့တဲ့နှစ်ကလိုမများခဲ့ဘူးရှင်။ voting ကိုအောက်ကိုတဲ့ဒီပြိုင်ပွဲမှာ JK ကဒေါ်လာနဲ့သုံးပြီး voting တွေကိုအနှဲငယ်သာရခဲ့ပါတယ်။ဝစ်ဆောင်တွေကလှပပေးမဲ့လည်းစင်ပေါ်မှာမပေါ်မလွင်ဖြစ်နေကြတာလဲပါဝင်လို့ဒီစုကသူနဲ့ဝေးကွာသွားခဲ့တာပေါ့။နဝစ်ကတော့သူနဲ့ပြဿနာတက်ဖို့တဲ့နိုင်ငံတွေကိုစုတွေကြီးကြီးမားမားမပေးဘဲဖြုတ်ချတတ်တဲ့အချက်လည်းရှိတယ်ရှင်။အခြားနိုင်ငံကအလှမဲ့တွေကဘလောက်ပဲတော်နေပါစေသူ့အတွက်အဆင်မပြေရင်တော့ထားခဲ့ဖို့ဝင်မလေးတာကြောင့် JK ကိုလည်းဒီနှစ်မှာတမင်ဖြစ်ပေထားခဲ့တာပေါ့။ အဲ့ဒါကြောင့်ဝင်းနာစုကိုမရတာက JK ညံ့လို့မဟုတ်ဖဲစီးပွားရေးဆန်တဲ့နဝတ်ကြောင့်ပဲဖြစ်ပါတယ်။နဝတ်ကတော့စီးပွားရေးကလွဲရင်ဘယ်အရာကိုမှမြင်တတ်သူမဟုတ်ဖဲသူ့အတွက်အကျိုးရှိစေမယ့်အရာကိုသာရွေးချယ်တတ်တာပေါ့။မြန်မာအလှမဲကထူးချွန်တာကိုသိလို့ရသလောက်ကိုယူထားပြီးတော့ဝင်းနာကိုတော့သူ့အတွက်ငွေများများရှာပေးနိုင်တဲ့ဖိလစ်ပိုင်နိုင်ငံကိုပဲပေးလိုက်ပါတယ်။သူ့ရဲ့တရုတ်မှန်ကိုသိတဲ့သူကတည်ထားကြပေးတာဖြစ်ပေမဲ့လည်းအလှမဲကိုချစ်တဲ့စိတ်နဲ့ပဲအားပေးခဲ့ကြတာပေါ့။အခုဆိုရင်တော့ Miss Grand International ကို Cooking Show ဆိုပြီးတော့ခေါ်နေကြပြီရှင်။ မြန်မာပြည်သက်တီအတွက်တော့နဝရဲ့လုံရက်တွေကိုဒေါသထွက်နေပြီး Miss Grand International ကိုဘယ်တော့မှအားမပေးကြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ကလည်း Miss Grand International ကိုနှုတ်ဆက်သွားရသူတွေလည်းရှိကောင်ပြန်လည်အဆင်ပြေဖို့ကတော့မလွယ်ကူတော့ပါဘူး။နဝကမြန်မာပြည်သက်တီကိုလည်းလုံးဝလက်မလွတ်နိုင်သေးလို့ Maran Sign တော်ကို National Director စုကြီးကိုပေးလိုက်ပြီးချက်လိုက်ပါသေးတယ်ရှင်။လွန်ခဲ့တဲ့နှစ်မှာဆရာထူးနဲ့ပြည်ထနာဖြစ်ပေမဲ့ Maran Sign တော်နဲ့တော့နဝကအဆင်ပြေနေတာပါ။ လူချင်းလူကောင်ပိတ်သားတဲ့မရန်ဆိုင်တော်ကလည်းရလတ်ကိုလက်ခံပြီးနဝတ်ကိုပြသနာမရှာခဲ့ပါဘူးနော်။အကောင်းဆုံးစူးစမ်းခဲ့တဲ့ JK အတွက် Office ကလေးတွေကို comment မှာရေးသားပေးခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး Celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ချပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။